စိတ်ထပုံပေါ်ကြည့်ပါညလည်းနေပါရောက်နေပြီတင်းရဲ့ ring light ကမိမိန်နေပြီဖုံးမနေရမရှိတော့ဘူး second 10 second ပဲရှိတဲ့ video တခုကိုအချင်းချင်းရိုက်နေကြပါတယ်အခုသင်ပေါ်ကရွေးချယ်မှုတွေကိုတန်တရားဝင်လာပြီဒါပေမဲ့မနက်ဖြန်မနက်ခင်းမှာထားဆောင်မှဖြစ်တယ်ဒါကအိန္ဒိယရဲ့ creator economy ရဲ့အမှန်တကယ်အခြေအနေဖြစ်ပါတယ်ဒါဟာ digital ဆွေတူးလုပ်ငန်းလို့ဖြစ်နေတယ် လူတန်း40လောက်ဟာလက်မ6လက်မဖုံးမျက်နှာပြင်ကနေနာမည်ကြည့်ဖို့စူးစမ်းနေကြပါတယ်။ဒါပေမဲ့သူတို့ထဲကဘလောက်ကတကယ်ပတ်စံရလဲဒီ creator economy ကဘလောက်ကြီးလဲ platform တွေကဘလောက်အများထုတ်နေလဲဒါစိတ်ဝင်စားစရာဇာတ်လမ်းဖြစ်ပါတယ်။2010ခုနှစ်တွင်မှစတင်ခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်က content creator ဖြစ်တာဟာအလုပ်လက်မဲ့ဖြစ်နေတယ်လို့ဆိုလိုတာနဲ့အတူတူပဲဖြစ်ခဲ့တယ်။ ဒါကြောင့် YouTuber အများစုဟာဆွေမျိုးတွေကို အလုတ်အကြောင်းလိန်ပြောခဲ့ကြရတယ်။ဒါပေမဲ့အခုဒါဟာဒေါ်လာ1.5ဘီလီယံတမိုးရှိတဲ့လုပ်ငန်းဖြစ်လာခဲ့ပါပြီ။စားသုံးသူတွေသုံးစွဲသူဒေါ်လာ350ဘီလီယံကိုလွှမ်းမိုးထားပါတယ်။2030မှာဒီပမာဏဒေါ်လာ1ထရီလီယံအထိရောက်နိုင်ပါတယ်။ထရီလီယံဖြစ်တဲ့ထီနဲ့ရဲ့ထရီလီယံဖြစ်ပါတယ်။ကနန်းတွေအလွန်ရှင်းပါတယ်။ Creator တွေဟာ ဖြောပြေးသမားတွေမဟုတ်တော့ပါဘူးသူတို့ဟာအိန္ဒိယရဲ့အသည့်အဆန်းအယောင်အဝယ်တပ်ဖွဲ့ဖြစ်လာခဲ့ပါပြီသူတို့ကယဉ်ကျေးမှုကိုပုံဖော်တယ် KGC ကြောင့်တွေဖန်တီးတယ်တချို့ကတင်းငယ်တဲ့မီဒီယာကုမ္ပဏီလေးတွေလိုလှုပ်ကန်နေကြပါတယ်ဒါဆို creator ဘယ်လောက်ရှိလဲပုံမှန်တင်ပြီး follower တစ်ထောင်ရှိတဲ့ active digital creator ဟာနှစ်တန်းကနေနေတမ၅တန်းကြားရှိပါတယ်တက္ကသိုလ်တင်တဲ့သူတွေကဘာထည့်ပြီးတော့တွက်မှာဆိုရင်၄တန်းရှိပါတယ် တနိုင်ငံငယ်တနိုင်ငံရဲ့လူဦးရေလောက်ကမိနစ်တိုင်းမှာ viral ဖြစ်ဖို့ကြိုးစားနေတယ်လို့ဖြစ်နေပါတယ်ဒီအခြေအတွက်ဟာနစ်ရှင်20ရာခိုင်နှုန်းတိုးတက်နေပါတယ်ဒီတိုးတက်မှုကဈေးချိုတဲ့ data နဲ့ short form video တွေကြောင့်ဖြစ်ပါတယ်လူတိုင်းသိချင်နေတဲ့မိကုံရောက်လာပါပြီဘသူတွေပတ်စံရလဲဘယ်လောက်ရသလဲဒီမှာ twist တစ်ခုရှိပါတယ်အိန္ဒိယမှာ creator တွေထက်က10ရာခိုင်နှုန်းကနေ10ရာခိုင်နှုန်းပဲအတိတ်ပဲရှိတဲ့ပတ်စံရပါတယ် active creator နှစ်တန်းထက်က နှစ်သိန်းကနေနှစ်သိန်းခွဲပဲကြော်ညာ brandy subscription course တွေကနေတည်ငြိမ်တဲ့ငွေငွေရပါတယ်။ channel တွေကဘလို့လဲ။တင်းငယ်ပြီးမမှန်ကန်တဲ့ငွေငွေရပါတယ်။တလား ruby တောင်းခွဲကနေ1000အောက်ပဲရှိတယ်။ဒီ solo ra က creator 88ရာခိုင်နှုန်းဟာ social media ကိုအဓိကဝင်ငွေဖြစ်မမီခိုနိုင်ဘူးဆိုတာပဲဖြစ်တယ်။ပတ်စံပဲကနေလာလဲကြည့်ရအောင်။ ပထမဆုံးရင်ကတော့ sponsor content ဖြစ်ပါတယ် creator 95ရာကနိုးကျော်က Instagram brand D ကအဓိကဝီမဖြစ်တယ်လို့ပြောပါတယ်ဈေးနှုန်းကအရွယ်စားပိုဘော်မူတည်ပါတယ် nano creator က post တစ်ခုကို ruby 9000အထိရတယ် micro creator က post တစ်ခုကို ruby 8000လောက်ရတယ် macro creator က post တစ်ခုကို ruby 9000အထိရပါတယ် e-commerce company တွေတင်ပဲတနည်းကို creator တွေကို ruby ခေါင်းရကနေ600ကတိတုံးပါတယ်ဒုတိယရင်းမြစ်ကတော့ YouTube ကြော်ညာဖြစ်ပါတယ်ကျေးဇူးတူတထောင်တိုင်းအတွက်ပတ်စံရပါတယ်နစ်ချီဘောမူတီဗီတော့ Ruby 30ကနေ950ထိရပါတယ် Creator တွေကကြော်ညာနဲ့ Subscription ဝင်ငွေရဲ့95ရာခိုင်နှုန်းရပါတယ် YouTube short တွေကအရင်မြန်မြန်ကြီးထွားနေပါတယ် revenue share ကြီးမားတဲ့ audience နဲ့တည်နေတဲ့ဝင်ငွေပေးပါတယ် တတိယရင်းမြစ်ကတော့ subscription ဖြစ်ပါတယ်အခုဒီတိငယ်ပေမဲ့တိုးလာနေပါတယ်ဇုတ်ထရင်းမြစ်ကတော့ course တွေဖြစ်တယ် workshop တွေ creator ကိုပိုင် brand တွေဖြစ်ပါတယ်ဒီမှာပတ်စံကြီးရဲ့ creator အများပြားကအလှပ award တွေ higher ဆိုင်ရာကိုပိုင် brand တွေစတင်သုံးနေပါဖြစ်တယ် creator တွေ set ပြောင်းလဲနေရလို့ဒီလိုလောက်ကြတာဖြစ်တယ်ဒီမှာခက်ထန်တဲ့အမှန်တရားတစ်ခုတော့ရှိပါတယ် creator တယောက်ရဲ့ပြင်းပြအလုပ်တက်ဟာ၃နှစ်ကနေ၄နှစ်ပဲရှိပါတယ်အဲ့ဒီနောက် ခေတ်ရစီကြောင်းပြောင်းလဲသွားတယ်။ engagement ကျသွားတယ်။ platform တွေကမျက်နှာတိတွေတွန်းပေးတယ်။ ban out ကအရင်ကို ဖြစ်စီပြေးတယ်။ creator 60နှစ်ရာခိုင်နှုန်းက ban out ခံစားခဲ့ရလို့ဆိုပါတယ်။ algorithm တွေကမခန့်မှန်းနိုင်ပါဘူး။ monetization စီမင်းတွေကလည်းရှုပ်ထွေးတယ်။ဒါပေမဲ့ creator နေရာကဆက်ကြီးထွားနေစေဖြစ်တယ်။လူပိုပိုတော့များလာနေပါတယ်ဒါပေမဲ့အိန္ဒိယရဲ့ creator economy ကိုဒီကဲနားလဲချင်ရင် creator တွေကိုပဲမကြည့်ပါနဲ့ ပတ်စံဘက်ကိုတွားနေလဲလိုက်ကြည့်ပါအဲ့ဒါကတနည်းအားဖြင့်ကိုဥတည်နေပါတယ်ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပါ Instagram YouTube Facebook Snapchat တို့ကတကယ်အနိုင်ရသူတွေဖြစ်ပါတယ် Meta ရဲ့ India ဝင်ငွေကိုကြည့်ပါပြီးခဲ့တဲ့နှစ်က Ruby 2930ကတိရခဲ့ပါတယ်ဒါကဒေါ်လာ2.8ဘီလီယံဖြစ်ပါတယ်2023နဲ့ရှင်လို့ဆိုရင်15ဆတိုးတက်လာတာကိုတွေ့ရပါတယ် YouTube ကပြီးခဲ့တဲ့နှစ်က India GDP ကို Ruby 16000ကဒေဒေါ်လာ1.8ဘီလီယံထပ်ပေးခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့ YouTube ရဲ့ကိုပိုင်ဝင်ငွေက Ruby 14300ကဒေဒေါ်လာ1.6ဘီလီယံဖြစ်ပါတယ်ဆိုလိုတာက creator တွေကတိုးတက်မှုကို မောင်းနှင်ပေမဲ့ platform တွေကပတ်စံရဲ့အကြီးဆုံးအစိတ်အပိုင်းကိုယူနေတာဖြစ်တယ် creator ဖြစ်တဲ့လားဟုတ်ပါတယ်စီကံတွေနားလည်ရင်ဖြစ်ပါတယ်ဒါပေမဲ့အလုပ်ကိုချက်ချင်းမထွက်ပါနဲ့ ဘီထရက်ဝါရနာအနေနဲ့စတင်ပါတင်းအတွက်အစဉ်ပြေမပြေကြည့်ပါ တကယ်ဝင်ငွေရင်းမြစ်ဖြစ်အောင်လုပ်ချင်ရင်အလုပ်စူးစမ်းရပါမယ်တိဒတ် niche တစ်ခုရွေးပါ generic content ကတော့မကြည့်ထွားဘူး niche content ကပဲကြည့်ထွားမှာဖြစ်တယ်ပထမနေ့ကတည်းကစီဝိုင်းလုပ်ငန်းလို့တွေးပါဗီဒီယိုတွေရိုက်ကြုံပဲမဟုတ်ပါဘူးအဆက်တစ်ခုတည်ဆောက်နေတဲ့ဆိုတာဖြစ်ပါတယ်စီစံ marketing နဲ့ audience ကိုနားလည်ရမှာဖြစ်တယ်နောက်ဆုံးတာက view viral ဖြစ်တာ reel တစ်ခုမှာ တန်တန်ရတာတင်မဟုတ်ပါဘူးပိုကြီးတဲ့အရာတစ်ခုဖြစ်တယ် creator economy ကထီမဟုတ်ပါဘူးရေရှည် gain တစ်ခုဖြစ်တယ်ကောင်းကောင်းလုပ်မယ်တိစောက်ထားမယ်ဆိုရင် trillion dollar အနာဂတ်ကတင့်ကိုစောင့်နေမှာဖြစ်တယ်